အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဆိုမထိုက်ပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုပါရစေမလေးစကားပြောအစီအစဉ် part 2အနေနဲ့ ဒီကနေ့မလေးလိုမိသည့်အခြေခံကြတဲ့စကားလုံးလေးတွေကိုကျွန်တော်ရွေးချယ်အကောင်းဆုံးပြပြပေးသွားမှာဖြစ်ပါတယ်မလေးလို is name မြန်မာလိုတနင်္နာမလေးလို is name မြန်မာလိုတနင်္နာမလေးလို salasa မြန်မာလိုအင်္ဂါမလေးလို salasa မြန်မာလိုအင်္ဂါမလေးလို rabu म्यमालो बोडहु मलेलो राबू म्यमालो बोडहु मलेलो खामेश म्यमालो चादाबरे मलेलो खामेश म्यमालो चादाबरे मलेलो जुमा आठ म्यमालो ताउजा मलेलो जुमा आठ म्यमालो ताउजा मलेलो सप्तु म्यमालो शनि मलेलो सप्तु म्यमालो सन्ने मलेलो आहात म्यमालो टनिंग नुई मलेलो आहात म्यमालो टनिंग मलेलो हारी म्यमालो ने मलेलो हारी म्यमालो ने मलेलो बागी म्यमालो मनबाई मलेलो बागी म्यमालो मनबाई မလေးလိုတန်ဃာဟာရီမြန်မာလိုနှိလေပိုင်းမလေးလိုတန်ဃာဟာရီမြန်မာလိုနှိလေပိုင်းမလေးလိုပတန်မြန်မာလိုညက်နေပိုင်းမလေးလိုပတန်မြန်မာလိုညက်နေပိုင်းမလေးလိုမာလမ်မြန်မာလိုညက်မလေးလိုမာလမ်မြန်မာလိုညက်မလေးလိုမင်းဦး မြန်မာလိုယတတပမလေးလိုမင်းကူမြန်မာလိုယတတပမလေးလိုဘူလန်မြန်မာလိုလမလေးလိုဘူလန်မြန်မာလိုလမလေးလိုတာဟွန်မြန်မာလိုနှစ်မလေးလိုတာဟွန်မြန်မာလိုနှစ်ဟုတ်ပြီကျွန်တော်ဒီစကားလုံးလေးတွေဟာဆိုရင်ကျွန်တော် basic အခြေခံကြားတဲ့စကားလုံးတွေထဲမှာလည်း ဒါမတိမဖြစ်သိရမယ့်စကလုံးလေးလည်းဖြစ်ပါတယ်။နောက်ပြီးတော့ဒီစကလုံးလေးမှာဆိုရင်ကျွန်တော်တို့မင်းကူးမင်းကူးဆိုတာကကျွန်တော်တို့မလေးလိုစတုမင်းကူး၊ဒွားမင်းကူး၊တီကမင်းကူးဒါဆိုရင်ကျွန်တော်တို့တပတ်နှစ်ပတ်သုံးပတ်လို့ပြောတာလေ။ဆိုခုနှစ်ရက်ရက်တစ်ပတ်ကိုပြောခြင်းဖြစ်ပါတယ်။ဘူလန်းဆိုတာတော့မလေးလိုစတုဘူလန်း၊ဒွားဘူလန်း၊တီကဘူလန်းဒါဆိုရင်ကျွန်တော်တို့မြန်မာလိုရေးမယ်ဆိုရင်တလ၊နှစ်လ၊သုံးလပေါ့နော်။တကယ်လို့တာဟွန်းဆိုတဲ့စကလုံးကြတော့ စာတူတာဟွန်းဒွါတာဟွန်းတိကတာဟွန်းဒါဆိုရင်ကျွန်တော်မြန်မာလိုတနှစ်နှစ်နှစ်သုံးနှစ်အာဒီအိဗယ်တွေပဲဖြစ်ပါတယ်အခုဒီစကားလုံးလေးရဆိုရင်လည်းကျွန်တော်တို့နေ့စဉ်နဲ့အမြအမြဲတမ်းအသုံးပြုနေတဲ့စကားလုံးလေးဖြစ်တဲ့အတွက်ဒီအခြေခံကြတဲ့စကားလုံးလေးတွေကိုလည်းအတိအောင်အရင်ဆုံးလေ့လာပြီးလေ့ကျင့်ကြဖို့ကျွန်တော်ဒီဗီဒီယိုလေးကနေတိုက်တွန်းနေပါတယ်